နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်တောင်းဆန်းစုကြည်ကိုစစ်ကောင်စီကလျှို့ဝှက်နေရာမှာခြုံနှောင်ထားပြီးဂျမရင်နဲ့ကျင်းသားအခွင့်အရေးတွေချုပ်ပေါက်ခံနေရတယ်လို့မြမောင်ချင်းတောင်တပ်သေးအဖွဲ့ကထုတ်ပြန်လာပါတယ်။စစ်ကောင်စီဟာဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်ပြင်ပမှာရှိတဲ့စစ်ဘက်ဆိုင်ရာလျှို့ဝှက်နေရာတစ်ခုမှာခြုံနှောင်ထားတာပဲဖြစ်ပါတယ်။အဲ့ဒီနေရာဟာ နေပြည်တော်အချင်းထောင်နဲ့22ကီလိုမီတာကျော်အကွာအဝေးမှာရှိတဲ့စစ်စင်ရီအထူအဖွဲ့ကာဆတ်ထ6ရုံးဆိုင်ရာနေရာတစ်ခုမှာဖြစ်တယ်လို့မြမအချင်းထောင်တပ်သေးအဖွဲ့ကဆိုပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုခြုံနှောင်ထားတဲ့နေရာမှာလုံခြုံရေးတင်းကျပ်ထားပြီးစစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူတအူးကဒိုက်ရိုက်တာဝန်ယူထားတာဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်အချုပ်ထောင်ဟာအပူချိန်မြင်မာတယ်လို့အကြောင်းပြပြီးတတဆိတ်ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့မြမအချင်းထောင်တပ်သေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်ရှိမှာဒေါအောင်ဆန်းစုကြည်ဟာသွားနှလုံးနဲ့အသက်အရွယ်ရဖြစ်တတ်တဲ့ကျန်းမာရေးဝေဒနာတွေကိုခံစားနေရပြီးလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရဘူးလို့သိရပါဗျ။